ကမ္ဘာထိပ်သီးလေရင်ကုမ္ပဏီကြီးတွေကိုမျက်ကုံးလုံးစေတဲ့တရုတ်လေရင်ကြီးပရိသတ်ကြီးအလုံးမင်္ဂလာဝါရှိကျမတို့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ခီးတဲ့အတင်လေကြောင်းလောကမှာ boring နဲ့ everto ကမင်းမှုထားခဲ့တာကြာလောက်ပါပြီအထူးသဖြင့်ကိုရဲကျဲကျဲလေရင်ကြီးတွေနဲ့ပတ်သက်လာရင်ဖြစ်ပါရယ်အခုတော့သူတို့ကိုမျက်ကုံးလုံးစေမဲ့ပြိုင်ဘက်ပေါ်လာပါပြီအဲ့ဒါကတော့တရုတ်ထုတ်ခုံမတ် C929 လေရင်ကြီးပါပဲတကယ်တော့ဒီ project ကြီးကိုတရုတ်နဲ့ရုရှားတို့ကပူးပေါင်းပြီးတော့ 2011ခုနှစ်မှာစတင်ခဲ့တာမှာ2019ခုနှစ်လောက်မှာတော့ရုံးပေါ်လာခဲ့ပါပြီ။အစကတော့ဒီ project ကို CR929 လို့နာမည်ပေးခဲ့တာမှာ Russia ရောက်ပါနေတော့ဖြစ်ပါတယ်။ဒီ project က American လေယာဉ်ကုမ္ပဏီတွေရဲ့ကြီးစိုးမှုကိုရှော့ချဖို့ဖြစ်တဲ့အတွက်အစကတည်းကခေတ်မီနီးပညာရေးရဲ့အခမ်းကဏ္ဍကိုတေချာထည့်သွင်းစဉ်းစားခဲ့တာပါ။ကိုရီးယားကိုအစင်းမြစ်ပေါင်းဆက်ပစ္စည်းတွေထည့်သွင်းထားတာကြောင့်လေရင်ရဲ့အလေးချိန်ကိုရှော့ချပေးနိုင်ပါတယ်။အဲ့ဒီအချက်ကလောင်စာဆီသုံးဆွဲမှုကိုတက်တာစေတာပါ။နောက်ပြီးဒီဇိုင်းကလည်းလေကောင်းကောင်းခွင်းနိုင်တဲ့ အရီယိုဒိုင်နမိုက်ဒီဇိုင်းကိုတုံးဆွဲထားပါတယ်။အဲ့ဒီအချက်ကလည်းလေရင်ရဲ့ဆွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တာပါ။နောက်ဆုံးလေရင်ရဲ့ဘေးကင်းလုံခြုံမှုအတွက်ခင်မီလေချောင်းသုံးစနစ်တွေကိုအသုံးပြုထားပါတယ်။ Comet C929 ကဝိုရီနဲ့အပတ်စတိုရဲ့လေရင်အလုံးကိုရှင်ပြိုင်ဖို့တော့မဟုတ်ပါဘူး။သူတိကတာပြီးရှင်ပြိုင်ဖို့ရည်ရွယ်ထားတာက Boring 7873 liner နဲ့ FS A350-8WB တို့ပါပဲ။ခုံမဲ့လေရင်တွေကိုတော့ဈေးပိုတက်တာပြီးစွမ်းဆောင်ရည်ရဲ့ပိုကောင်းမယ်လို့ကြေညာထားတာပါ။ တကယ်တော့ဒီလေရင်ကြီးမထွက်လာခင်အရှိမတမျိုးထွက်လာခဲ့ပါသေးတယ်။အဲ့ဒီလေရင်ကြီးကတော့ C919 ပါပဲ။191ကအချိန်ရင်ကြီးကောင်းသွားချိန်မှာ929ကိုဆက်ထုတ်ဖို့စီစဉ်နေခဲ့တာဖြစ်ပါတယ်။ C929 လေရင်ကြီးကခီးသက်250ကနေ320အထိတင်ဆောင်ပြီးကီလိုမီတာ12000လောက်ကိုမရင်မသားပြန်တန်းနိုင်ပါတယ်။မိုင်အနေနဲ့ဆိုရင်9500လောက်ရှိပါတယ်။ဒီဇိုင်းရောနည်းပညာရောတိစောက်မှုရောအားလုံးကတည်ယုံလျာတွေကြည့်ပါပဲ။ဒီလေရင်ကြီးကိုစစ်ပတ်ဆိုင်ရာကိစ္စတွေမှာအသုံးပြုနိုင်ချေရှိတယ်လို့လည်း သတင်းတွေထွက်နေကြတာပါရုရှားကစီမံကိန်းကနေနှုတ်ထွက်ခဲ့ပေမဲ့ C929 တွေတကယ်ထွက်လာရင်အကြီးအကျယ်ဝယ်အားပေးမဲ့အခြေအနေတွေမှာလည်းရှိနေပါတယ်နောက်ပြီးဒီလျင်ကြီးရဲ့ဈေးကွက်ကအစနိုင်ငံတွေနဲ့အမေရိကန်နဲ့မတည့်တဲ့နိုင်ငံတွေကိုရည်ရွယ်ထားပါတယ်နောက်ပြီးဘိုရင်းတို့အဘတ်တို့ရဲ့ပေါက်တယ်တွေကိုလည်းသူတို့ရဲ့ဈေးတက်တာမှုနဲ့ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားတာပါ။စံသက်ပြန်တက်ကြည့်တော့လေ C929 ကအဆင်ပြေပြေပါပဲ။အဲ့ဒီသတင်းကြောင့်ဘိုရင်းတို့အဘတ်တို့လည်းမျက်ခုံးလုံးနေရပါတယ်။ C99 တောင်ဈေးခွက်တဲကိုကောင်းကောင်းမရောက်သေးပါဘူး။တရုတ်က C939, C949 တို့ကိုလည်းဆက်ထုတ်သွားမယ်ဆိုပြီးအတန်ကောင်းဟစ်ထားခဲ့တာပါ။အဲ့ဒီလေယူနစ်ဆိုရင်အတန်နဲ့မြန်တဲ့အမြန်နှုံးနဲ့ပြန်တက်နိုင်မှာဖြစ်ပြီးလေယာဉ်ထဲမှာအပေါ်တက်အောက်တက်တွေပါအောင်မယ်လို့လည်းကြွေးကြော်ထားတာပါ။အဲ့ဒီအချိန်ကျရင်ကမ္ဘာအကြီးဆုံးလေယာဉ်ကြီးတောင်ဖြစ်လာမဲ့သဘောမှရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်တရုတ်နည်းပညာတွေကိုပဲသုံးထားတဲ့ Comet C929 ကတော့လေကြောင်းလောကကိုတက်လှမ်းလိုက်ပါပြီ။နောက်မှပေါက်တဲ့ရွှေကြပင်ကတကယ်ပဲစွမ်းမလားဆိုတာကိုတော့ ဆက်ပြီးဆုံးကြည့်ရမှာဖြစ်ကြောင်းဝင်မြတ်လိုက်ရင်ဗီဒီယိုလေးကိုညီကုန်ချုံလိုက်ရပါတယ်ရှင်အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်